အားလုံးမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုးလိုက်ပါတယ်ကောင်းမွန်သောမနက်ခင်းလေးဖြစ်ပါစေလို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ဗောနောအဲဒီနေ့မနက်မှာတော့ဒါကျွန်တော်တို့ Manchester United အကြောင်းကိုပဲဆက်ပြီးပြောအောင်ဒါကျွန်တော်မနေ့ကတော့ဒါကျွန်တော်ပွဲပြီးသုံးသက်ချက်အနေနဲ့ကျွန်တော်ပြောခဲ့ပေးမယ်ဒီနေ့မနက်မှာတော့ Manchester United အကြောင်းအသီးသန့်လေးကျွန်တော်နည်းနည်းလေးဆွေးနွေးမယ်ဗောနော United အသင်းလေးနဲ့အခုလက်ရှိမှာ momentum တစ်ခုကို gain ဖြစ်လာခဲ့ပြီ။အဲ့ momentum တစ်ခုနဲ့ပဲဒါရှေ့ဆက်သွားဖို့တော့အများကြီးလိုတယ်။ United အသင်းလေးနဲ့အခုလက်ရှိသွားနေတဲ့ lensing ကဒါကျွန်တော်တို့မှန်တယ်မှားတယ်ဆိုတာတက်စား United အသင်းလေးနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ရှင်းပါတယ်အဲ့ဒါတော့ဒီနောက်ပိုင်းမှာဒါကျွန်တော်တို့ United ပြည်သက်တွေရဲ့အားနဲ့တူတယ်ကျွန်တော်ပိုင်ရှင်အသင်းနဲ့အားနဲ့ဒီအသင်းကိုဒါရှေ့ဆက်ပြီးတိုးရမယ် အချိန်တခုဆိုတော့လုံးဝငင်းစရာမလိုဘူးပေါ့နော်အဲ့တော့ဒါမနေ့အပွဲစဉ်ကိုကြည့်ခဲ့ပြီးနောက်ပိုင်းမှာ Manchester United အသင်းမှာဒါကျွန်တော် hope ဆိုတဲ့ဒါမျှော်လင့်ချက်ကပြန်လည်ပြီးတော့ရှင်လာခဲ့တယ်ပေါ့နော်အဲ့တော့ ဒါနဲ့ပတ်သက်ပြီးကျွန်တော်ဒါနည်းနည်းလေးဒါဒီဒီလေးပြောဒါမနေ့ကပွဲစဉ်ကိုကြည့်ပြီးကျွန်တော်အနေနဲ့ဒါကျွန်တော် United အဘက်ကတွေးမိတွေးရပါဘောနော်အဲ့တော့ United အသင်းအနေနဲ့မနေ့ကဒါကျွန်တော်ကစားသမားတွေကဒါကျွန်တော်တို့အသင်းအတွက်ပေးဆက်လူချင်းစိတ်ကတော့အပြည့်အဝရှိနေစေဖြစ်တယ်လို့တွေးရမယ်လည်းမပါဘူးဒါပေမဲ့မနေ့ကပွဲစဉ်ကိုကြည့်ပြီးဘောနော်ဒါ Manchester United အသင်းနဲ့ဘာလို့ Harry Maguire ကိုဒါကျွန်တော်တို့လစာဟိုကျွန်တော်ဒါစာချုပ်တက်တန်းတိုးဖို့အတွက်ကြိုးစားနေလဲဆိုတာကိုကျွန်တော်တို့ဒီတဖြည်းဖြည်းနားလည်လာခဲ့တဲ့ပွဲကိုဖြစ်လာခဲ့တယ်အဲ့တော့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အခုလက်ရှိမှာတော့ဒါဟယ်ရီမဂွာယာကိုစာချုပ်အသစ်ချုပ်ဆိုဖို့အကြီးအကျယ်ကြိုးစားနေတယ်။ဒီနေ့မှဒါကျွန်တော်လက်ရှိရနေတဲ့လာစာထက်ကျွန်တော်ဟယ်ရီမဂွာယာက28ရာခိုင်နှုန်းတော့ဥပဆို28ရောပေါ့25ရာခိုင်နှုန်းလောက်ရှော့ယူရမယ်လို့သိရတယ်ဒီမှာပါတယ်။လက်ရှိမှာဟယ်ရီမဂွာယာရနေတဲ့လာစာကိုရှော့ယူခဲ့မယ်ဆိုရင်တော့ဟယ်ရီမဂွာယာကမန်ချက်စတာယူနိုက်တက်အသင်းနဲ့တူစာချုပ်ချုပ်မှာဖြစ်ပါတယ်လို့သိရတယ်ဒီမှာပါ။အဲ့တော့ဟယ်ရီမဂွာယာအနေနဲ့မန်ချက်စတာယူနိုက်တက်အသင်းနဲ့ 2+1 နဲ့ချုပ်ဖို့အတွက်ဒါလက်ရှိမှာကြိုးစားနေစေဖြစ်ပြီးတော့ယူနိုက်တက်ဘက်ကလက်ရှိမှာ 2+1 ဆိုရတဲ့ 1+1 ကိုပို့ပြီးလိုချင်တယ်။ဟယ်ရီမဂွာယာကလက်ရှိမှာ သူ့အနေနဲ့သူဒီ sorry arabia ကိုသွားကစားရတဲ့ဆိုင် manchester united အသင်းမှာဒါလက်ရှိမှာလာစားရှော့ယူပြီးတော့ဆက်ကစားတာကသူ့အတွက်ကပို့ပြီးတော့အတိတ်ပဲရှိမှလို့ခံစားရတယ်။အဲ့တော့ ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်လက်ရှိမှာ United Persistent ပေါ့နော်ဒါကျွန်တော်လက်ရှိမှာ United အတွန်းအားတွေကတဖြည်းဖြည်းနဲ့ရုပ်လုံးပြက်ပြန်ပြီးတော့ပေါ်လာခဲ့တာကိုတွေ့ရမယ်။ဒါတဖြည်းဖြည်းနဲ့ United အသင်းအနေနဲ့ Diago ဒါဆက်လက်ပြီးတော့ကင်ပြီးတော့ရှေ့ကိုသွားရမယ်ဆိုတော့လုံးဝလုံးဝငင်းစရာမလိုဘူးလို့မြင်တယ်ပေါ့နော်။အဲ့တော့ United အသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်တဖြည်းဖြည်းနဲ့ဝယ်ထားတဲ့ကစားသမားတွေကအသင်းမှာအံဝင်ဝင်ကြလာတယ်။ဒါသတိထားမိလားတော့မသိပေမဲ့ United အသင်းအနေနဲ့ဒါကျွန်တော်တို့ ဒီနေ့ဆူလက်ထက်မှာဝယ်ထားတဲ့ကစားသမားတော်တော်များများကတဖြည်းဖြည်းနဲ့အသင်းမှာတော့ကျွန်တော်တို့တော်တော်လေး impact များလာခဲ့တာကိုတွေ့ရမယ်။ဒါကျွန်တော်အိန္ဒိယဆူလက်ထက်မှာဝယ်ထားတဲ့ကစားသမားမှာ flop တယ်ဆိုတဲ့ဥစ္စာကတော်တော်လေးကိုဒါကျွန်တော်တို့နည်းလာခဲ့ပြီလို့ပြောလို့ရတယ်။ဒါပေမဲ့ United အသင်းနဲ့တစ်ခါခါကြာရင်ပေါ့နော်ကျွန်တော်ဒါမနေ့ကပွဲစဉ်ကိုကြည့်ပြီးတွေးမိတဲ့ဥစ္စာကတစ်ခါကြာရင်ဒါကျွန်တော်တို့တချို့ကစားသမားတွေကိုနေရာပေးသင့်ပြီးတော့ကျွန်တော်တို့တချို့ကစားသမားတွေ risk ယူပြီးတော့နေရာဆက် ပေးတဲ့အနေထားမှာရှိရလို့မြင်တယ်။ဥပမာပြကျွန်တော် example ပြောမယ် Sunderland's လို့ကျွန်တော်အခြေအနေမျိုး Sunderland's ဆိုတာကျွန်တော်ဒီနှစ်ရသည်အစမှာဒါကျွန်တော် Ruben Amorim တောင်ခေါင်းမာပြီးတော့ဒါ Adel Bayin တောင်ကိုပဲဆက်ဆက်သုံးနေခဲ့တဲ့မွဲတွေရှိတယ်။အဲ့ဒီမှာဒါကျွန်တော်တို့နီးပြတော့ပေါ့ဒါကျွန်တော် Premier League လို့ဒါ Champions League မှာ Sunderland's တောင်ဒါကျွန်တော်ချက်ချင်းဆိုလို့ဒါကျွန်တော်တို့ဟိုအဆင်ပြေပါမလားလို့သူ့အနေနဲ့ဆိုရင် ဒီနေရာမှာပေါ့တော့ကျွန်တော်ဒါ Ruben Amorim ကိုတောင်းတန်းဝေဖန်တာတော့မဟုတ်ပေမဲ့ဒါပူပွေလင်းလင်းပြောရမယ်ဆိုရင်ဂူသမားတယောက်ပြဘယ်လောက်ခတ်မလဲကျွန်တော်ကျွန်တော်ကစားသမိုင်းနဲ့သိပြီးမတူတဲ့အချက်ပေါ့နော်ဒါဂူသမားအနေနဲ့ဘာခတ်မှာမဟုတ်လဲအဓိက Sunderland ရဲ့အာတာချက်က short stopper ဒါသူအနေနဲ့ဒါသူဟာ sweeper keeper ဆိုတော့ short stopper short stopper ဒီအကုန်လုံးကခင်ဗျာဘယ်နိုင်ငံသောသောကန်တဲ့ကောင်ကကန်တဲ့ဆိုအောင်ရအောင်ဖန်ရမှာပဲအပရီးမီးယားလီမကောက်တာအော်တီကျူမကောက်လို့ဘယ်နေရာပြပြကန်တဲ့ကောင်အဲ့တော့ကျွန်တော်ဒီနေရာမှာပေါ့နော်တခါကြရင်ခုနကဘာဂူသမားက environment မှာလူအပ်တယ်မလို့မဖန်အဲ့တော့ဒီနေ့ပွဲတော့မှကြည်ဒါကျွန်တော်တို့ လီဗာပူးလိုပွဲမျိုးဒါအန်ဖီးလိုနေရာမျိုးမှာဆန်ဒါလမန်ရဲ့ pressure handling ကတကယ်ကောင်းတယ်ဗောဥပမာလက်ကျမှာဒါ Slatherness ကိုတိုင်ကလည်းဒါကျွန်တော်တို့ Ryan Edwards လို့အသင်းမျိုးမှာဒါ Belgium လို့ဒါပြိတက်များတဲ့ liga နီလာတဲ့ကောင်ဗျာဒီလားသူ့ဘာသူဒါ league အဆင့်တန်းရကွဲပြားရင် ကွဲပြားမယ်အဲ့တော့ Manchester United တင်းနေဒါတဖြည်းဖြည်းနဲ့ဒါကျွန်တော် Ruben Amorim သူသဘောပေါက်လာပြီလို့မြင်တယ်အဲ့ဒါကပါဆို risk ယူရင်ယူတယ်လို့ဒါတစ်ခါကျရင် reward ကရတယ်ဆိုတဲ့ဥစ္စာမျိုးကိုတွေးရမယ်လို့မြင်တယ်အဲ United အသင်းဘက်ကတဖြည်းဖြည်းပြန်ကြည့်မယ်ဆိုလက်ရှိမှာဒါကျွန်တော်တို့ Manchester United back to back win ကဒါကျွန်တော်တို့ United အသင်းရဲ့ အပါကြတဲ့ခုလှုပ်နှိုးပေးနိုင်မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်။ United အသင်းကခုလက်ရှိဒါကျွန်တော်ဂျာရဲ့ဒီထဲမှာသူတို့အနေနဲ့အပြေဝါနာမယ်။ China အသင်းကအကုန်လုံးတိုင်ပတ်နေမယ်အချိန်မှာ United အသင်းကဒါကတော်တော်လေးကိုခေါင်း။အဲ့တော့ပြောချင်တာကတော့တပတ်တပွဲဆိုတဲ့အားနည်းချက်ကို United အသင်းနဲ့တပတ်တပွဲဆိုတဲ့အားတာချက်ပုံစံမျိုးကိုပြောင်းပြစ်လိုက်ဖို့အတွက်100%ဒါဖြစ်ကိုဖြစ်တဲ့ပွဲစဉ်တပွဲဆိုတဲ့ဥစားမျိုးဒါမျိုးကိုတွေ့ရမယ်ဒီမှာပါတယ်။ဒီလိုမဲ့စိုးစိကမှုအခုလက်ရှိမှာဒါကျွန်တော် Ruben Amorim ကဒီ back to back ဝင်မှာဘာပြောခဲ့လဲဆိုတော့ Manchester United အသင်းအတွက်ဒီနိုင်ပွဲကအရေးကြီးရဲ့ဒါပေမဲ့ပေါ့နော်ဒါလက်ရှိမှာဒါကျွန်တော်သူ့အနေနဲ့ Manchester United အသင်းမှာ back to back နိုင်ခဲ့တဲ့ဥစ္စာအထက်ဆိုင်သူ့အနေနဲ့ Manchester United အသင်းကနိုင်ခဲ့တယ်ဆိုတာကပုံနေနဲ့ပုံရေးကြီးတယ်ပြောချင်တာပဲတစ်ခါကြရင်ဗျာဟုတ်တယ်ဥပမာ Ruben Amorim လက်ထက်မှာဒါပထမဆုံး back to back နိုင်နေဆိုတဲ့စကားလုံးကိုကျွန်တော်သုံးနာမှာမြင်တကယ်တမ်းက Manchester United အသင်း back to back နိုင်နေဆိုတဲ့စကားလုံးကပို့ပြီးတော့အရေးပါတယ်ဆိုတဲ့ပုံစံမျိုးသူပြောခဲ့တယ်ပြောချင်တာဗျာသူ့လက်ထက်မှာဒါကြီးကနိုင်သွားတယ်ဆိုတော့ United နိုင်သွားတယ်ဆိုတာက United ဆိုတဲ့ကဏ္ဍ ်ကသူ့တက်ကပူပြီးတော့အရေးပါတယ်ဆိုတဲ့ပုံစံမျိုးကိုတွေ့ရမယ်ဒီမှာပါတယ်ပေါ့နော်အဲ့တော့ခုနဘုသူပဲဒါဘူရာဝင်နောက်ထပ်သူဒါရာတီအေးပေါ့သူရောက်ရောက်ချင်းလုံးမှာပြောခဲ့တဲ့စကားလုံးတစ်ခုပြောခဲ့တယ်ပေါ့နော်ဆိုတဲ့အကလည်းအတူတူဒါကျွန်တော်ဆူ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 တဲ့ဥစားအတူတူခံစားအောင်ဖြစ်လို့ကောင်းတဲ့ဥစားကိုလည်းကောင်းတဲ့အလျောက်ကျွန်တော်အတူတူခံစားအောင်ဖြစ်တယ်အခုလက်ရှိမှာဒါကောင်းတဲ့အချိန်မှာအကုန်လုံးပြိတ္တတွေအကုန်လုံးကိုဒီလိုချပြခွင့်ရတာသူအနေနဲ့ပြောတယ်ဆိုပြီးသူပြောသွားခဲ့တယ်ယနေ့အသင်းကအခုလက်ရှိလူစင်းရင်းရဗျာကျွန်တော်ပြန်ကြည့်မယ်ဆိုရင်ဒါကျွန်တော်တို့အသင်းသင်းအနေနဲ့ဒါကျွန်တော်တို့တပတ်တပွဲကစားရတဲ့အသင်းသင်းအနေနဲ့အေးစစ စ်သူများသိနေကိုအများကြီးအများကြီးအများကြီးဒုက္ခပေးလို့ရတဲ့ level တို့ခုမှရှိနေတာပဲဒါပြောရမယ်ဒါကြီးကိုပဲကင်သွားမှာရှင်းရှင်းလေးအဲ့တော့ကျွန်တော်ဒါကျွန်တော်တို့ဥရောပမကစားတာဗျာဒါလက်ရှိမကောင်းတဲ့ချက်တွေမရှိလို့မကောင်းတဲ့ချက်တွေရှိတယ်မကောင်းတဲ့ချက်ကဒါဝင်းငွေကြီးရဒါကွင်းဝင်ကြီးဘာညာကြောင့်ဟိုတလုံးဝင်မအားနေတာမှန်ပဲမဲ့ United တင်းတဲ့ဒီယာကြီးကိုအသုံးပြုပြီးလာမယ့်ယာတီမှာဒါကျွန်တော်တို့ အဓိကတစ်ဖက်အသင်းတွေကိုဒုက္ခပေးသွားမှာအဲ့တော့ United အသင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်ဖလားနှလုံးဆိုရယ်ဖလားတစ်လုံးတန်းအကြောင်းမှာရှိသေးတယ်ဒါကျွန်တော်တို့လက်ရှိ FA ဖလားလက်ညောင်းမှာရှိ FA ဖလားကိုယူပြီးတော့ Ruben Amorim အနေနဲ့သူ့ရဲ့ဒါပထမဆုံး Manchester United ဖလားတစ်ခုအနေနဲ့လုတ်ပြတဲ့နေထားမှာရှိရလို့မြင်တယ်ပေါ့နော်အဲ့တော့ဒီပြောမယ်ဆိုရင်အာ အဓိကတော့ဗျာ United အသင်းတွေတဖြည်းဖြည်းပါဖြစ်လာလဲဆိုဆနလက်နောက်ပိုင်းမှာ United အသင်းရဲ့ဒါကျွန်တော်တို့ပြိသက်အားကိုသူသုံးလာခဲ့တယ်လို့မြင်တယ်။ဒါသူ့အနေနဲ့ဒါကျွန်တော်တို့ Armory အနေနဲ့အဓိကကရှင်းတယ်။သူ့ကိုသူ့သူ့ကိုယုံကြည်မှုရတယ်ဆိုတာ United ကိုယုံကြည်မှုရခြင်းက United အသင်းတွေပူပူပြီးအရေးကြီးတဲ့သူသဘောပေါက်လာခဲ့တဲ့ပုံမှာပဲ။တခါကျရင်ဗျာခေါင်းမာခြင်းကဒါကျွန်တော်တို့ဟိုလက်တပါမဟုတ်ဘူးဆိုသူအများကြီးသဘောပေါက်မနေ့ကပေါ်စံဆိုသူအနေနဲ့ tactical ရသူပြောင်းလာခဲ့တယ်။အရင်တော့ခေါင်းမာခြင်းမဟုတ်ဘဲနဲ့ဒါကျွန်တော်လက်ရှိမှာ corner နဲ့ဒါကျွန်တော်တို့အဲ blue မသူရဲ့ corner နဲ့ဟိုဟာနဲ့ကိုသူအနေနဲ့ကစားကွက်ကိုတည်ပြီးသူကစားလာခဲ့တယ်ပေါ့။အဲ့တော့ပြောချင်တာအရင်တော့ဟာငါကဒီကစားကွက်ဒီလိုမှဟိုလိုမှဆိုတဲ့ပုံစံမျိုးသူမလုပ်တော့ဘဲနဲ့သူအနေနဲ့ပြောင်းလဲမှုဘောင်းများစွာကိုသူပြုံးတော့လုပ်လာခဲ့တယ်။တစ်ခါကျရင်ဗျာခုနပေါ်သူပဲဟို Premier League ဗျာ pragmatic approach ကလုပ်ကိုလုပ်အောင်ပါပဲ။တစ်ဖက်အသင်းကခင်ဗျာဒီတိုင်းပဲသွားနေခင်ဗျာကိုချော်ပါပဲ။အခုလည်းရှိမှသူများမပြောနဲ့ကျွန်တော်တို့အသင်းကမှခံခဲ့ရတာပေါ့။ဒါမှကျွန်တော်အခုလည်းရှိမှ Thomas Frank အနေနဲ့ဒါ pragmatic approach မှာကျွန်တော်အမြင်နဲ့ဒါဒုံရင်းဒုံရင်းပဲခဏခဏခံခဲ့ရတယ်မှာပါ။အဲ့တော့တစ်ခါကျရင်ဗျာခုနပေါ် Ruben Amorim နဲ့ဒီ situation ကိုသူ့အနေနဲ့သူနားလေသဘောပေါက်ပြီးတော့ဒါကျွန်တော်တို့အသင်းကို move forward ဆွဲသွားနိုင်မယ်လို့မြင်နေရှင်းရှင်းလေးပါကျွန်တော်ဒါမနေ့ကပွဲပြီးသုံးသက်ချက်မှာပြောခဲ့တယ်လို့ပဲ United အသင်းအနေနဲ့ဒါကြီးကိုကင်ပြီးတော့ဒါကျွန်တော် City နဲ့ပွဲပြီးသုံးကလို့ပဲဒါကျွန်တော်တို့ဟိုမမားဖို့ရည်ကြီးတယ်ဗောနောငါကတော့ဒါကလက်ရှိမှာနိုင်တယ်ဒီပုံစံနိုင်ဆက်သွားမယ်ဆိုတဲ့ပုံစံမျိုးထက်ဆက်ငါဘယ်လိုမျိုးပြောင်းလဲအောင်လုပ်မလဲဒီမှာအသင်းရဲ့ဂျာရဲ့ဒီမှာဆောင်းဝါပွဲ management မှာငါတော့ဒါကိုဘယ်လိုကောင်းအခွင့်ကောင်းယူအောင်လုပ်မလဲဆိုတဲ့ပုံစံမျိုးနဲ့ United အဓိကဒါကျွန်တော်တို့ရှေ့ဆက်သွားတဲ့နေအဓိကအပြ moment တစ်ခုပေးလောက်လိုက်တာဗောနောမှာဒါကျွန်တော်တို့ဟို အရှိတ်တစ်ခုရသွားပြီဆိုအဲ့အရှင်ကိုဘလူတဲပြီးတော့အသင်းကဆွဲဆွဲပြီးဆော့သွားမလဲဆိုတာကိုတော့အရေးပါဆုံးခန်းကဏ္ဍမှာရှိမယ်လို့တော့ကျွန်တော်ရဲ့ပုံကိုကြီးရမှာကျွန်တော်ကတော့100%မြင်မိတာပဲဒါနဲ့ပတ်သက်ပြီးဘာတွေဘလူဖြစ်မလဲကကျွန်တော်တို့နဲ့ကျွန်တော်တို့အတူတူဒါကျွန်တော်တို့စောင့်ပြီးကြည့်ရမယ်နေထားမှာရှိတယ်ပြီးတော့မင်းစိုးစီကမှလက်ရှိမှာ Manchester United အသင်းတို့ကဒါကတော်တော်လေးစိတ်ချမ်းသာသာရှိခဲ့တယ်ဇယားနေထားရခြင်းမှာဆိုလက်ရှိမှာ73မှတ်ဖြစ်သွားခဲ့ပြီးအပေါ်ကအမှတ်တွေနဲ့လည်းတဖြည်းဖြည်းပြန်ပြန်ပြီးတော့ဒါကျွန်တော်ကတ်လာခဲ့ပြီးဒါကျွန်တော်လက်ရှိမှာဒီနှစ်မှာဒါ United အသင်းရဲ့ဒါအိမ်မက်တစ်ခုဖြစ်တဲ့ဒါကျွန်တော်တို့ Super League ဆိုတာအဲဒီနှစ် င်မှာဒါကျွန်တော်တို့ဘယ်လိုမျိုးဒါအပေါ်ကသင်နေတဲ့လူဒါကျွန်တော်တို့ shift fight မလဲဒါလက်ရှိမှာဒါကျွန်တော်တို့တိုက်တဲ့ challenge တိုက်တဲ့ challenge ကအခုချိန်မှာပြောဖို့ခက်ခဲပေမဲ့ United သင်နေဒီနှစ်မှာသူတို့အတွက်ကဘာမဆိုဖြစ်သွားနိုင်တဲ့အခြေအနေတခုသူတို့ကိုယ်တိုင်လက်ထက်မှာဖန်တီးပိုင်ခွင့်ရမယ်ဒီမှာသင်နေဘယ်လိုလဲလက်ရှိမှာသူတို့နေတာ injury ကိုလည်းထိန်းချုပ်ပိုင်ခွင့်ရမယ် man management ကိုလည်းထိန်းချုပ်ပိုင်ခွင့်ရမယ်ဒီမှာသင်နေဒီနှစ်မှာဒါ United သင်နေ game time management မှာအများကြီးတာတယ်ဗျအဲ့ဒါကြီးကိုကိုင်ပြီးပွင့်တဲ့ကိုဝင်သွားစမ်းမှာကျွန်တော်ပြောတာသိလား ဲ့ဒါကြီးကိုကင်မဝင်သွားရင်ကျွန်တော်ဒါခုနကမနေ့ကပွဲစဉ်လိုပဲထပ်ပြီးတော့ဒါတွေ့ရမရလက်ဒီအများကြီးရတာနေတယ်ဘယ်လိုပြော Manchester United အသင်းကတော့လက်ရှိမှာလက်မှန်ပေါ်များရောက်နေပြီလားဆိုရဲမေကုန်းကတော့ကျွန်တော်တော့ yes လက်မှန်ပေါ်ရောက်လာဒါပေမဲ့ခုနကနီးပြကိုယ်တိုင်ဒီလက်မှန်ပေါ်ဆက်သွားဖို့ပဲလူတယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဒီလောက်ပါပဲဘလုံးဘဲကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0 ਦੇ ဘီ for you တို့မှာကျင်းလို့စပေါင်းကူညီလို့ရပါတယ်မြန်မာလက်ကလစ်ဖို့မေးကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးပဲကြိုတူပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့ကျွန်တော် ော့တော့ပြီပေါ့ဗျဒီပေါ့ဗျအားလုံးကြွတူပါတယ်